ကမ္ဘာအင်အားအပြင်းဆုံးငလျင်သုံးခုမင်္ဂလာပါရှင် knowledge team ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ရင်ဒီနေ့ရဲ့အကြောင်းအရာလေးကိုမစတင်ခင်ပြီးခဲ့တဲ့မလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ထိခိုက်နေတာဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ကြရတဲ့မြန်မာပြည်သူပြည်သားတယောက်ချင်းစီတိုင်းအတွက်ထပ်တူစိတ်မကောင်းဖြစ်ရကြောင်းဥစွာပထမပြောပြစီရှင်အခုဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလျင်ကခုနှစ်တသမခုနှစ်မဂနီကျူးရှိပြီးတော့ကမ္ဘာအင်အားပြင်းဆုံးငလျင်စင်းနေတဲ့မှာကံမကောင်းစွာနဲ့ဝင်ရောက်လာခဲ့ပါတယ် ဒီနေ့မှတော့ဒီအကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ကမ္ဘာအင်အားအပြင်းဆုံးပထမဒုတိယတတိယနေရာမှာရှိတဲ့ငလင်းတွေအကြောင်းကိုပြောပြပေးသွားပါမယ်ရှင်။တတိယအင်အားပြင်းဆုံးငလင်းဖြစ်တဲ့အိန္ဒိယသမုဒ္ဒရာငလင်းဆူမာထရာအက်မန်အားကွက်က2004ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာဖြစ်ပွားခဲ့ပြီးမဂ်နီတူကတော့9.1ထိရှိခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းလေးကိုဗဟုပြုလှုပ်ခတ်ခဲ့ပြီးတော့ငလင်းကျောင်းရှင်ကတော့1300ကီလိုမီတာထိရှိခဲ့ပါတယ်။ ဒီအင်အားပြင်းကလေးကြောင့်အင်ဒိုနီးရှားထိုင်းသီရီလင်ကအိန္ဒိယနိုင်ငံတွေပါဝင်နိုင်ငံပေါင်း14နိုင်ငံပေါ်တက်ရောက်ခဲ့တာကြောင့်လူပေါင်း2300000ကျော်တည်ဆုံခဲ့ကြပါတယ်။ဒါ့အပြင်ဒီငလင်ကြီးကကမ္ဘာပေါ်မှာလူသေပြောက်အများဆုံးဖြစ်ခဲ့တဲ့ဆူနာမီကိုခေါ်ဆောင်လာခဲ့တဲ့တရားခံလည်းဖြစ်ပါတယ်။အရိစင်ရစပြီးတော့အိန္ဒိယသမုဒ္ဒရာဆူနာမီသတိပေးစနစ်ကို စတင်သုံးစွဲခဲ့ကြပါတယ်။ဒုတိယအင်အားပြင်းဆုံးငလျင်ဖြစ်တဲ့ Alaska ငလျင် Great Alaska Earthquake ကတော့ 1964ခုနှစ်မလ29ရက်နေ့မှာဖြစ်ပွားခဲ့ပြီးအင်အားအနေနဲ့ဆိုရင်တော့ magnitude 9.2ထိရှိခဲ့ပါတယ်။ Alaska ပြည်နယ် Prince William Sound လေးကိုပဟိုပြုလောက်ခတ်ခဲ့တာဖြစ်ပြီးဒီငလင်းကို American သမိုင်းမှာတော့အင်အားကြီးဆုံးငလင်းတစ်ခုဖြစ်နေသတ်မှတ်ခဲ့ကြပါတယ်။တင်းကလင်းက၄မိနစ်ကျော်လှုပ်ခတ်ခဲ့တာဖြစ်ပြီးကမ္ဘာလှုပ်ခတ်ခဲ့တဲ့ငလင်တွေထဲမှာအကြဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ပဲဖြစ်ပါတယ် အလက်စကာမျိုးကလူနေကျတဲ့ဒေသဖြစ်တဲ့ပြင်ငလင်ဘဟုချက်ကလည်းမျိုးပြနဲ့ဝေးတာကြောင့်တည်ဆုံးသူကတော့132ယောက်ပဲရှိခဲ့ပါတယ်။ဒီရတက်ကိုအမေရိကန်နိုင်ငံ USGS United States Geological Survey ကတရားဝင်ထုတ်ပြန်ထားတာဖြစ်ပြီးအမှန်တကယ်တည်ဆုံးသူကဒီတက်ရော့နေနိုင်တယ်လို့လဲဆိုခဲ့ပါတယ်။ဒါကြောင့် Great Alaska ငလင်ကကမ္ဘာပေါ်ရှိအင်အားပြင်းဆုံးငလင်တွေကတစ်ခုဖြစ်ပေမဲ့လူအသေးပြောက်အနည်းဆုံးငလင်တစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ကမ္ဘာအင်အားပြင်းဆုံးငလင်ဖြစ်တဲ့ Vedivia အာကွက်က1960ခုနှစ်မေလ22ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးချီလီနိုင်ငံ Vertinia မြို့အနီးကိုပိုပြုတ်ပြီးတော့လှုပ်ခတ်ခဲ့တာပါ။အင်အားအနေနဲ့ Magnitude 9.5ထိဖြစ်ပွားခဲ့ပြီးတော့ဒါကမြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်တဲ့ကြောင်မတ်ဖွင့်အင်အားတစ်ခုဖြစ်ခဲ့ပါတယ်။ငလင်ကျောင်းရှိ1000ကီလိုမီတာထိကျယ်ပြန့်ပြီးငလင်နောက်ဆက်တွဲအနေနဲ့ဆူနာမီလှိုင်းများချီလီကန်ယူရမ်မှာ ဟာဝိုင်အီဂျပန်ဖိလစ်ပိုင်တို့ကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီချိန်တုန်းကလူသေဆုံးမှုစင်းကအတိအကျမရှိခဲ့ပေမဲ့ခန့်မှန်းခြေ1000ကနေ6000ထိရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ကျမတို့မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလင်က2မိနစ်ဝင်ကျင်သာဖြစ်ပွားခဲ့ပေမဲ့လူသေဆုံးမှုကငလင်လှုပ်ပြီး9ရက်အကြာမှာ2900ကျော်ရှိခဲ့ပါတယ်။ဒီ2မိနစ်တွင်မှချင်းရတဲ့မိသားစုဝင်တွေနဲ့အိုးအိမ်တွေကိုဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်လည်းထပ်တူထပ်မြစိတ်မကောင်းဖြစ်ရပါတယ်။ နောက်ဆက်တွဲပေးအန်ရီတွေအတွက်ကျွမ်းကျင်သူများရဲ့ယူဆချက်များကိုအချိန်ပြည့်နားဆွင့်စေခြင်းပြီးတော့ကောလာဟလတွေကိုလည်းမယုံဖို့မှာကြရင်နဲ့ဒီနေ့အကြောင်းအရာလေးကိုဒီမှာပဲရှင်းနာလိုက်ပါရစေရှင်။